အလုံးသိနေကြတဲ့မန္တလေးကြီးသူတို့နိုင်ငံမှာလဲလူပြူနဲ့လူမဲနဲ့လူပြူနည်းနည်းလေးရနေပြီးတော့လူမဲကိုအမုန်းတရားအမုန်းတရားထားအမုန်းစကားပွားလူမဲတွေကလူပြူလဲတတ်လူပြူတွေကလည်းလူမဲကိုပြန်တတ်ဘလောက်ဖြစ်ခဲ့ကြအဲ့ဒီ hate speech ကိုကျွန်တော်တို့တိုင်းပြည်မှာမဖြစ်စေချင်ပါဘူးဆိုတော့ကောင်းမြတ်သောမနတိကာရကိုနေဖုံးလက်တို့ဥဆောင်ပြီးလုပ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီတုန်းကလေးကထောက်ခံခဲ့ပါတယ်သို့တော့ ကျွန်တော်နိုင်ကလေးကျွန်တော်ထောက်ခံပြီးတော့အခုအခုမှပဲဟိုသူတို့ပြောတဲ့ဝဲမှာကျွန်တော်စကားပြောနိုင်ခဲ့ပါတယ်အရင်တုန်းကကျွန်တော်အဲ့အခြေအနေအမျိုးမျိုးနဲ့ကျွန်တော်သူ့ပွဲတွေနဲ့လွဲဖယ်နေတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီ hate speech လို့ပြောလိုက်ရင်ကျွန်တော်တို့နည်းနည်းလေးစဉ်းစားကြရအကြောင်းကျွန်တော်ရှိပါတယ်ကျွန်တော်တင်ပြခွင့်ပြုပါအလုံးသိပါတယ်အင်္ဂလိပ်စကားလုံးကတိတ်မခဲရင်မောင်း H A T E H ဆိုတာမုန်းတာဟို speech ကတော့သိတဲ့အတိုင်းပဲစကားပဲ အမုန်းပွားစေတဲ့ဇာတ်ကားပဲဒါဆိုကျွန်တော်တို့ကအမုန်းပွားစေတဲ့ဇာတ်ကားကိုပြောရမှာလားမပြောရဘူးလားအမုန်းဇာတ်ကားတွေပျောက်သွားအောင်ဘာလုပ်တင်တယ်လဲကျွန်တော်ဖြစ်စေချင်တာတော့ဒီမှာရှိတဲ့ပြဿနာတွေလည်းဝင်ပြီးတော့ဆွေးနွေးစေချင်ပါတယ်ကျွန်တော်တို့ကအမုန်းစကားမပြောရင်ပြီးရောလားလို့ဆိုရင်အမုန်းစကားမပြောတာမဟုတ်ဘူးဘလို့တိုက်ဖြတ်ရမလဲပြောတဲ့လူတွေလည်းရှိနေဦးမှာပြောတဲ့လူတွေကိုလည်းကျွန်တော်တို့ကတွားပြီးတော့ဟဲ့ကောင်နေမင်းတို့ဘာလို့အမုန်းစကားပြောရတာလဲတတ်ပလိုက်မယ်လို့လုပ်လို့မရအောင် ပြောတာတွေကိုပျောက်သွားအောင်ဖျောက်ပြရမယ်နီးတွေလေကျွန်တော်တို့ရှိတင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကအကြံပြုကြည့်မယ်ကျွန်တော်အကြံပြုတဲ့ဇကားဝိုင်းတို့ကျွန်တော်ပြောပြောစီခြင်းပါတယ်ကျွန်တော်ဟောပြောနေတာမဟုတ်ပါဘူးအကြံပြုခြင်းတဲ့ဇကားဝိုင်းမှာအဲ့တော့ H speech ရဲ့ထိတ်ဆုံးစကားလုံးက H ဖြစ်တယ်အဲ့ဒီ H ကလွယ်လွယ်လေးပါပဲအလုံးသိပါတယ်ပညာရှိတွေက habit အကျင့်ပဲ လူအကျင့်ကသူများအကြောင်းမကောင်းပြောကျင်တာတဘာဝပဲအဲ့ဒါဆန်းဒါလူတဘာဝပဲလူကိုဆိုရင်သူများကိုကတော့ပါရဲ့အတင်းတုတ်ခြင်းလဲဘု து ဖြစ်ဖြစ်အဲ့လူတဘာဝရမကောင်းပြောတတ်တဲ့တဘာဝအဲ့ဒီ habit ဆိုတဲ့အကျင့်ကိုကျွန်တော်တို့အတင်းပြင်လို့ရမလားဆိုတော့ဆရာကြီးတစ်ခင်ကိုတော့မိုင်းပြောခဲ့တဲ့ပုံမြင်တစ်ခုရှိပါတယ်အဲ့ပုံမြင်ထဲမှာ 都一进我票路面了，大把话我票路面了。哎，一进我票路面了，亏了讲嘛，到欧洲回来呢，了，多几了。哎，亏了讲嘛，每年五一了就加，票每年没年五一的加多少哟？哎，亏没每啊，也少啊，不啊，要，亏也要啊，没要。哎，没要呢，哎，不啊，要呢，又多几了。亏也要啊，那不加要了了。 ခရမ်းအောင်လို့လို့ခွေးလောကမှာအရှားပါဆုံးအယောင်ဖြစ်သွားတယ်။ဒါခွေးလောကရဲ့အရှားပါဆုံးသောခွေးရောင်အဲ့လိုလေဖြစ်သွားရောအဲ့ဒီခွေးကဘာလို့အောင်မသိ။အဲ့မှာသူကစဉ်းစားလိုက်တယ်။ Okay တော်ရဲပြန်ဝင်မယ်။သူကတော်ရဲပြန်ဝင်လိုက်ပြီးတော့မှသူ့ကိုယ်သူဟိုးမိုးပေါ်ကကြလာတဲ့ဒီတော်ကြီးကိုအုပ်ချုပ်ဖို့အတွက်ခတ်အပ်လိုက်တဲ့ ဘယေအေဂရစ်ခွေးမင်းကြီးဖြစ်တော်တကူဆိုပြီးသူကလာတာအယောက်ကသူကသူများနဲ့မတူတော့ဘူးလေအယောက်နေလက်နဲ့ဖိဖိတောက်ဟာဘယေအေဂရစ်ခွေးမင်းကြီးအဲ့တော့ခွေးခွေးချင်းကြည့်ပြန်တော့လည်းပဲကျန်တဲ့ခွေးတွေကဒီလိုအယောက်မျိုးကရှားပါးရောင်ဖြစ်နိုင်တယ်ဒါမိုးဘွားကြလာတယ်ဘယေအေဂရစ်ဆိုတော့ဒီဒီဒီဘယင်းကထိုင်ဆိုထိုင်ရတယ်ထဆိုထရှင်လေးတွေကြားတွေပါကြောင်ပြီးတော့ဒီခွေးကိုလိုက်ကြတော့နေရဟောဆင်းလေးပါလေးကကြည့်တော့ဟိုမှာလေး ခွေးဘရင်ကြီးရောက်နေတယ်ဆိုဟာခွေးဘရင်ကိုစင်နေပါလိုက်ကြောက်နေတာအကုန်လုံးတဖြည်းဖြည်းနဲ့တော့ကြည့်ရင်လည်းဒီခွေးကမဟုတ်တော့ဘူးငိုစားဦးစားပြားလဲသူ့ပေးရတယ်သူလူဘွားဝါပြီးတော့ခွေးကအဲ့ဂုံးကမူပေါ်မှာတက်ထိုင်ပြီးတော့ပူကြအဲ့တော့တဖြည်းဖြည်းနဲ့ကြည့်လာတော့ခွေးခွေးချင်းကတိတ်음မဟာမူဒီကောင်လက်စင်တော့ပေးမှဖြစ်တော့မယ်ဘလို့လို့ရင်ကောင်းမလဲညလဲကြာလဲကြာရော၁၂နှစ်အရီလောက်လဲထိုးလဲထိုးရောကြံတဲ့ခွေးတွေကစုပြီးတော့ းဆိုဥလိုက်ကြတာအဲ့ခွေးဘရင်ကြီးကတောင်ကမူဘုရားနေပြီးတော့သူပါလိုက်ပြီးဟူးဆိုရောဥတော့တာအဲ့ကျတော့ဟောဒီအေဘေးလဲခွေးပဲဟာဆိုပြီးတော့ဘာဘရင်မှမဟုတ်ဘူးခွေးခွေးပဲဆိုပြီးတော့ဝိုင်းကြိုက်တတ်လိုက်တာသေရောသူခွေးကြည့်ရင်တော့သူမပြောက်ဘူးလေတန်တဲ့ခွေးဥရင်သူလဲဥမှာခွေးကြည့်ရင်ပျောက်ဖြောက်အောင်မလွယ်ဘူးအစရာကြီးခင်ကိုတော့မိုင်းအဲ့ပြောခဲ့တဲ့ပုံလိုပဲကျွန်တော်ပြောခြင်းနဲ့အဲ့ဒီ habit ဆိုတဲ့အကျင့်ကျွန်တော်တို့ဘလို့ဖြောက်ခိုင်းရအောင် ကျွန်တော်တို့အဲ့ဒီအကျင့်ကိုဖျောက်ပါလို့အခုခုနကတည်းကဆရာနေဖုံးနဲ့တင်ပြသွားတယ်အဲ့ဒီအကျင့်ဟန်ဖျောက်ဖို့ခဲ့တယ်ကျွန်တော်ကလူပြည့်ကိုကိုကိုပြောရတာမဆက်ဘူးကျွန်တော်ဗဇက်ကလွတ်ခနေဆိုပြောတတ်တယ်အဲ့လိုပြောပေါင်းများလို့လဲထောင်ထဲရောက်ရောက်သွားတယ်ဟိုတခုခုပြောရင်ဖြတ်ဆိုမကြိုက်ဘူးဆိုချက်ချင်းဗဇက်ကပြောမိသွားတယ်အဲ့ဒီအကျင့်ကိုကျွန်တော်တို့ဘယ်လိုပြင်မလဲကျွန်တော်ကိုယ်တိုင်ပြင်လျင်ပြင်ရခဲ့တယ် ကျွန်တော်ကျွန်တော်အကျင့်နမူနာကျွန်တော်တခုပြောချင်ပါတယ်တလုံးလုံးကရုပ်ရှင်တွေသဘင်တွေဂီတတွေနဲ့အာအစိုးရအဖွဲ့တွေနဲ့တွေ့ကြတယ်တွေ့ကြတဲ့ခါကျတော့အစိုးရအဖွဲ့တွေနဲ့တွေ့ရင်းနဲ့စကားပြောရင်းနဲ့သူတို့တွေကမေးတယ်ပေါ့အဲ့ဒါတို့ရုပ်ရှင်ကရှင်းတယ်ဗီဒီယိုကပဲအောက်ပါတယ်ဟာဗီဒီယိုဆိုရုပ်ရှင်အစီအုံအောက်ပါ hip hop အစိုးရတွေရောဟာ hip hop အစိုးရတွေရလဲဂီတအစီအုံအောက်ပါဆိုင်းဝိုင်းနဲ့ဆိုတဲ့လူတွေရောသူတို့လည်းဂီတအစီအုံအောက်ပါ ဟုတ်ပြီဇက်တပင်တို့အငိမ့်တို့ကတော့တပင်အစင်းယုံအောင်ပါဒါဆိုရင်ဆက်ကတ်ကြတော့ဆက်ကတ်ကြတော့တပင်အစင်းယုံအောင်ပါစဉ်းစားနေရပြီအဲ့ဒီမှာထပ်မေးတယ်သူတို့လူကြီးတွေကမြင့်လှဲ့ကြတော့ကျွန်တော်ပါဇက်ကလှုပ်ခွနဲ့ထွက်သွားတယ်ဒါကတော့လှွတ်တော်ဆိုင်တယ်အဲ့ဒါအကျင့်ငံကောင်းလို့အဲ့ဒီနေရာဖမ်းမခံရတာ ျွန်တော်ပါဇက်ကလှုပ်ခနဲ့ထွက်သွားအောင်ကိုကဘေးမှာအေးအေးဆေးဆေးလေးခြိုင်းနေတာသူတို့ကသူတို့ပျော်ကူနဲ့လည်းမဆိုင်ဘူးကိုကျွန်တော်ဘယ်အစည်းအရုံးမှမပါဘူးဘယ်အဖွဲ့အစည်းမှမကျွန်တော်မပါဘူးဒါပေမဲ့ကိုကကိုခြိုင်းနေတာပါဇက်ကမနေနိုင်ဘူးမြစ်လက်ကြတော့ဘယ်တဲ့ပါလဲဆိုတော့ဘူးမှမဖြေတယ်နဲ့ဖြေပြီတဲ့အဲ့ဒါတော့လှုပ်တော်နဲ့ပဲဆိုင်တယ်ဆိုတော့သွားရောသူတို့လက်ဆက်မမီးတော့အကုန်လုံးလက်ပြည့်စုံနေတာလေးပြည့်နေတယ်ရီရခက်ငုံခက်တယ်ဖြစ်ကုန်အဲ့တော့ကျွန်တော်ပြောချင်တဲ့ age habit တော်တော်ပြင်ရခက်ပါတယ်ကိုကိုယ်တိုင်လည်းပြင်ရခက်ပါတယ် ကျွန်တော်တို့အခုရုပ်ရုပ်ရှင်လောကမှာရုပ်ရှင်တွေကိုစင်ဆာမလုပ်တော့ဘူးစင်ဆာကင်းလွတ်ခွင့်ပေးလိုက်ပြီလို့ဘလူးပြောပြောတနေ့ကပဲကျွန်တော်တငယ်ချင်းတွေကျွန်တော်နာမည်တော့တတ်မပြောတော့ပါဘူးကျွန်တော်ကျွန်တော်တငယ်ချင်းကြားလိုက်တာလေဇာလန်းတစ်ခုရိုက်နေနေတဲ့ဖျောင်းတဲ့ဒီစကလုံးကစင်ဆာလွတ်ပါမလားပြန်စဉ်းစားကြည့်ပါဦးကွာလေငါတို့စင်ဆာမလွတ်တော့ဘူးရှင်ကျွန်တော်ကဘေးကမနေနိုင်တော့ဘူးစင်ဆာမှမရှိတော့တာမင်းတို့စင်ဆာလွတ်မလို့ဘာလို့စဉ်းစားနေတာ ဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့အုံနောက်ထဲမှာအဲ့ဒီအကျင့်ကြီးဆွဲနှစ်ပေါင်း40လောက်စင်စာအောက်မှာနေခဲ့ရတော့ဒီဟာကြီးကစင်စာလွတ်ပါမလားဟေ့ဒီစကလုံးကစင်စာမှာညိနိုင်လားမသိဘူးအဲ့လိုဖြစ်နေမတိလိုက်မတိဖာတာကျွန်တော်တို့စိတ်ထဲမှာအဲ့ဒါဆွဲသွားအဲ့လိုအဲ့ဒီအကျင့်ကြီး H habit ပေါ့ကျွန်တော်ပြင်ရခက်ပါတယ်အဲ့ဒီထက်တစ်ဆင့်တက်သွားရင်ပူပြင်ရခက်တဲ့စီကိုကျွန်တော်တို့ရောက်သွားတတ်တယ်အဲ့ဒါဘာလဲလို့ဆိုတော့ H A T E လို့ပြောတယ်မလား A အဲ့ attitude habit ကနေတက်သွားရင် attitude ဖြစ်သွားလိမ့်မယ် ana you are a queen 只孤鬼母，不住你家妹妹。路过路经路面家中。ဖြီးသွားပန်းစကားအစီအစဉ်ကိုအပတ်စဉ်အင်္ဂါကြာတာပရင်းနဲ့စနေနေ့တွေမှာစောင့်မျှော်ကြည့်ရှုနိုင်ကြပါပြီ Only on TVB, TVB.